အားလုံးပဲမင်္ဂလာပါရှင်။ဒါပြညချန်နေကနေပြိတ်သက်များအားလုံးကိုပြန်လည်လို့ကြိုဆိုလိုက်ပါရယ်။ဒီနေ့မှာတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့မဟာဗုဒ္ဓမလိုမိမ့်မတာဆိုတဲ့စိတ်ဝင်စားပွဲရဲမတန်းမူခင်းဖျက်မှန်ဇာတ်လမ်းကောင်းလေးကိုလည်းခန်းစားနားဆင်အားပေးကြပါအောင်ရှင်။စာရေးဆရာကိုစောမှာရွှေပြည်သားကအတော်နှစ်ဦးအိမ်ကိုရောက်ရှိနေတာကြားပါပြီ ခြေတူနဲ့အစင်မပြေဖြစ်နေ၍စိတ်ပြေလက်ပြောက်လာနေခြင်းလေးဖြစ်တဲ့စိတ်ပင်ပန်းနွမ်းနေနေတော့စာရေးလို့လည်းမရရန်ကုန်မြို့ထဲကစာတိုက်ထံကိုသွားကျင်စိတ်လည်းမရှိဖြစ်နေတဲ့ထိုရမြအတွင်က အတော်အငယ်ကသူ့ရဲ့မိများကို ရှင်ပြုတ်ရန်စီစဉ်နေတယ်။ရှင်ပြုတ်ရက်ပြီးတော့မှမြို့ကိုပြန်ရန် ကိုစုံမောင်ကိုပြောတယ်။ကိုစုံမောင်ကိုရင်ကလည်းသင်္ကန်းစည်းကျင်စိတ်ဖြစ်ပေါ်နေတယ်။ဒါပေမဲ့ကရုံးကြီးနဲ့ဆိုရင်ချစ်သူကကြိုက်မှာမဟုတ် ကျစ်သူကကရုံတုံးနာကိုမကြိုက်။သူမနှစ်သက်တာကိုလောက်ရင် အစင်မပြေမှုကနေပူပြီးတော့ကြီးထွားလာနိုင်နေ။ဟိုတွေးတီတွေးရင် စိတ်လေနေတဲ့ကာလတညနေမှာရွှေဘုံမျိုးနဲ့စိတ်ခွန်ရဲစခန်းမှာတာဝန်ထမ်းဆောင်နေတဲ့အတော်ငယ်ရဲ့သားလက်ဒူးတက်ချက်ကိုထွေးရောက်လာတယ်။ဟာစာရေးစရာရောက်နေပါလား။ကိုထွေးကဝမ်းသာအားရပြောတယ်။ရေကိုဝမ်းခွေမတွေ့ရတာကြာတာကစနေခန့်အောင်ရှိတော်မေး။ ခုတော့အမော့ဖြေလိုက်အောင်မေအကိုကြီးကိုထွေးကပလက်ကလေးထိုင်မော်ကိုခြေပြက်လက်ပြက်ထိုင်ချရင်ပြောရဲရဲတပ်ဖွဲ့တဲကိုကိုထွေးဝင်ရောက်အမှုတန်းခဲ့ကလေးကသူပါဝင်ဖော်ထုတ်ခဲ့တဲ့ဖြည့်ရများကိုဇာရေးဆရာကိုစောမောင်ကိုပြောပြခဲ့တယ်ကိုစောမောင်ကလည်းဇလန်းများစင်က ရေးခဲ့တာများက မနေတော့စိတ်ဝင်စားစရာဇလန်းများဖြစ်တော့မှုကင်းစားပြီးလောကမှာနမေရခဲ့တယ် ညစာစားပြီးချိန်မှာတော့ညီအကိုတို့တွေအေကမ်းမှာထိုင်ပြီးစကားပြောပြကြတယ်။ဇာရေးဆရာကိုစုံမောင်က ကိုထွေးပြောပြမယ့်အကြောင်းအရာများကိုမျှော်လင့်နေသည်။ဟာအမလေးလာကြပါအောင်ရှင်။ကျမအိမ်ပေါ်မှာကိုမြင့်ဦးနဲ့အဖော်တယောက်ပါဇက်ထဲမှာအမြုပ်တွေထွက်ပြီးလဲနေလို့ပါ။အမျိုးသမီးကြီးတအူးကအိမ်ရှိကိုထွက်ပြီးအော်နေသည်အမျိုးသမီးကြီးရဲ့အော်တန်းကြောင့်အင်းနီနာချင်းမြောင်ဟိုကတီကပြေးလွှားရောက်ရှိလာကြသည် ထိုအမျိုးသမီးကြီးရဲ့အိမ်မော်မှာလူနဲ့ဦးကတယောက်တည်းရာစီလဲပြီးညိတ်သက်နေကြတယ်။ပါဇက်မှာလည်းအမြုံများထွက်နေတယ်။အရက်ပလင်းကလည်းလဲနေတယ်။ထိုသူနှစ်ဦးအရက်တောက်ခဲ့ကြောင်းမြင်ကွင်းကိုကြည့်ယုံနေသိနိုင်ပါ रे ။ဇာလဆဝတ်သားတုပ်ပကံလေးရှိနေပါ रे ။အရက်မူးလွန်ပြီးသတိမိတ်နေတာများလား။ရက်ွက်သားတက်ဦးကပြောတယ်ဒီရွှေဘုံနဲ့ကြီးပါရွာဆိုတာက စကားကြွယ်တဲ့တရင်ကြောင့်တနိုင်ငံလုံးကသိနေတဲ့ရွာကြီး မူးယစ်ရန်ကားတဲ့လူနေပါရီအရက်သေးတာတောက်စားတဲ့လူတွေရှိပေမဲ့ယခုလိုသတိမေမျောအောင်တော့တောက်စားတတ်သူကရှားပါရီသတိမေ့နေတာမဟုတ်ဘူးနှစ်ယောက်စလုံးသေနေပြီဗျရှင်ရွာသားရဲ့စကားကြောင့်အင်းရှင်အမျိုးသမီးကြီးလန့်သွားတယ်တို့တရင်ကြောင့်ရွာသူရွာသားများရောက်လာပြီးကြီးရှုကြတယ်ကြီးပါကြီးရွာလူကြီးထံကိုအင်းရှင်အမျိုးသမီးကြီးကတွားရောက်အကြောင်းကြားတယ် ကျေးရွာလူကြီးကစိတ်ခွန်ရဲစကန်းကို လာရောက်တရင်ပူရီစကန်းမှုရဲအုပ်ပုံမင်းနေထိန်ကောင်းဆောင်ဒူရဲအုပ်ထွန်းလာမင်းဒူတကျက်တင်ထရဲတက်သာအောင်ကျော်မှုရဲတက်သာမင်းနောင်ထွေးတို့ကအခင်ဖြစ်အရက်ကိုချက်ချင်းလိုက်သွားရီစကန်းမှုရဲအုပ်ပုံမင်းက အခင်ဖြစ်နေရာကိုစနစ်တကျစစ်စစ်ရီအခင်ဖြစ်နေရာမှာတွေ့ရတဲ့အနေထားကတော့တေးမှုတေးခင် ဖွင့်လက်စစ်စစ်ရမယ်ပုံမှာ ဒါပေမဲ့တေဆောင်းသူနှစ်ဦးအနက်တက်ဦးမှာအင်းရှင်အမျိုးသမီးကြီးရဲ့ပြောစကားအရာမြင်ဦးလို့သာသိရတဲ့တခြားတေဆောင်းနေသူတက်ဦးကဘယ်သူဘယ်ဝါမှမသိရသည့်အရက်တော့သုံးပြီးတေဆောင်းနေပုံကထူဆန်းနေအခင်ပြေနေရမှာတွေ့ရတဲ့ရန်ပလင်းပြအကြီးတလုံးပလင်းထဲမှာတော့ရန်အရက်လက်သုံးလုံးခန့်ရှိနေတဲ့အရက်နဲ့ရတဲ့ဖန်ခွက်နှစ်ခွက် ဝဒါဒုတ်ပကံတို့ကိုတတိမြရဲ့ရှိမရှာဖွေပုံစံနဲ့တင်စေခဲ့ရီစကံမှုရဲအုပ်ဘုံမင်းကအခင်ဖြစ်နေရာကိုမြေပုံချမ်းရေးဆွေးခြင်းမူကင်းဓာတ်ပုံရိုက်ကူးထားခြင်းတို့ကိုပြုလုပ်တဲ့တေဆုံးသူများကိုလည်းဓာတ်ပုံရိုက်ကူးထားလိုက်တဲ့အလောင်းများကို စစ်ဆေးပြီးရန်ရဲစေးစာနဲ့စီးရုံကိုပူအပ်ခဲ့ရီအရတောင်းလို့အော့အံပြီးတေဆုံးတာပဲကြားဘူးတဲ့ခုလိုပါဇက်ထဲကအမြုပ်ထွက်ပြီးတော့တေဆုံးတာတော့အခုမှပဲမြင်မှုတော့တဲ့ ။လောက်ကြမှုဆိုတာတော့တွက်လို့ရတယ်။ရဲဥဘုံမင်းကဒူရကျက်တင်ထုတ်ကိုပြောရီ။အဲ့ဒီနေ့ကမြင်းဦးနဲ့အရက်တူတောက်ပြီးတေဆုံသွားတဲ့သူရဲ့ဓာတ်ပုံကိုတခြားရဲစခန်းတွေပို့ပြီးစုံစမ်းခိုင်းထားပါရီ။ရဲဟုတ်ဘူမင်းကပြောတယ်။စကံမှုရဲဟုတ်ဘူမင်းကအခင်ဖြစ်နေရာမှာတင်းစိမ့်ယူလာတဲ့ရံပလင်းပြကြီး၊ဖန်ခွက်နှစ်ခွက်၊ဝတ်သားတုပ်ပကံတို့ကိုစစ်စစ်ပြီးစဉ်းစားရခံနေတယ်။ စည်းယုံကစစ်စစ်ချက်ပြန်ကြားချက်မှာတေဆုံးသူနှစ်ဦးရဲ့ဝမ်းပိုက်အတွင်းမှာအစိတ်လိုယူဆရတဲ့အရာကို တွေးရှိရတယ်လို့ဖော်ပြထားတယ်။ထို့ကြောင့်တေမှုတေခင်အနေနဲ့ဖွင့်လှစ်ထားတဲ့ဖြစ်ရပ်ကို ပြည်မှုဆိုင်ရာဥပဒေပုံမှ300နှစ်ကို ပြောင်းလဲဖွင့်လှစ်လိုက်ရတယ်။မြင်းဦးနဲ့တေဆုံးသူမှာရွှေဘိုမျိုးနဲ့မြင်းဆက်ရွာမှာတင်မောင်ထွန်းဆိုသူဖြစ်ကြောင်းသိရတယ်။ဒါကြောင့်စကမ်းမှုရဲအုပ်ဘုံမင်းကတေဆုံးသူတင်မောင်ထွန်းရဲ့ဇနီး မာလာနွေထံကိုသွားရောက်အကြောင်းကြားရင်ဟမ်ကျမယောက်ျားတေးသွားပြီအောင်မလေးကျမတော့ဒုက္ခရောက်ပါပြီစရာရဲ့ကျမကသူ့ကိုအားကိုးနေရတာပါဟိုတနေ့ကမန္တလေးကို မပဲပို့မယ်ဆိုပြီးကားနဲ့ထွက်သွားတာပါ ပြန်မလာလို့ကျမကစိတ်ပူနေတော့ကျမယောက်ျားကအရက်ကြိုက်တယ်အခုလိုအသေးဆုံးနဲ့တေးရတာဆိုတော့ကျမရင်ခွဲမတဲ့အခန်းစားနေရပါရဲ့ရှင်မာလာနွေကငူဆိုင်ရင်ပြောတယ် ကျွန်တော်တို့စုံစမ်းကြည့်တော့ကိုတင်မောင်ထုံးကမန္တလေးကိုမပေးသွားဘူးတယ်မန္တလေးမှာညာအိတ်တယ်ပြန်လာတော့ရွှေဘူကိုဝင်တယ်ရွှေဘူကထမင်းဆိုင်မှာအရက်တောက်တယ်ရွှေဘူကကားနဲ့ပြန်လာမှာជីပါရွာက သူ့တငယ်ချင်းမြင်ဦးနဲ့တွေ့မယ်ဆိုပြီးကားပေါ်ကနေဆင်းခဲ့တယ်လို့သိရတယ်သူအလောင်းကိုဆေးရုံမှာဆေးဆေးကြည့်တော့အရက်ထဲမှာအစိတ်ပါနေတယ်လို့ပြန်ကြပေးတာတယ်ညီမလေးယောက်ျားကအစိတ်ခတ်ပြီးအသက်ခံရတာပဲရှင် မာလာနွယ်မှာငိုရှိုက်နေရင်မှမောဟိုက်နေတယ်။သူ့ကိုအရမ်းမတောက်ဖို့ကျမပြောပါတယ်။သူကအပေါင်းသင်းနဲ့တွေ့ရင်ဝိုင်းဖွဲ့ပြီးတော့တောက်တက်တာပါ။ကျွန်တော်တို့ကလည်းအမှုမှန်ပေါ်ပေါက်ရေးအတွက်စ조사ဆောင်ရွက်နေပါတယ်။စကမ်းမှုရဲအုပ်ဘုံမင်းကပြောတယ်။မာလာနွယ်ကခင်မွန်တဲ့ကိုတင်မောင်ထုံးအတွက်စိတ်တော့ကရောက်နေပုံရပါတယ်။မာလာနွယ်မှာအသားညို့ညို့ခန္ဓာကိုယ်တောင်းတင်းနေတယ်။ ရုပ်ရည်ချုံမော်လာပါရီယောက်ျားသားတိုင်းကိုဆွဲဆောင်မှုရှိတဲ့ရုပ်ရည်မျိုးစကမ်းမှုရဲအုပ်ဘုံမင်းကမာလာနယ်ကိုနှုတ်ဆက်ပြီးရဲစကမ်းကိုပြန်လာခဲ့တယ်။စကမ်းမှုရဲအုပ်ဘုံမင်းကအခင်ဖြစ်နေရာကတင်းဆဲလာတဲ့ရံပလင်းပြားကြီးကိုအသေးချာကြည့်ရင်းစဉ်းစားနေတယ်။စကမ်းမှုရဲအုပ်ဘုံမင်းကရံပလင်းအပြားအဖုံးကို မတင်ကာ၍ကြည်လိုက်သည်။ပလင်းအဖုံးကိုခြင်ထားတဲ့လက်ကကြော်ကြည့်တဲ့အထီးတွေ့ကိုခန်းစားလိုက်ရသည်။ဟာ တင်ထုတ်ရေခဏလာအောင်ဟိစကမ်းမှုရဲဟုတ်ဘုံမင်းကဒူရကျက်တင်ထုတ်ကိုလမ်းခေါ်လိုက်တဲ့ဒူရကျက်တင်ထုတ်ကစကမ်းမှုရဲ့ရုံခန်းထဲကိုပြေးဝင်လာတယ်။ဘာခိုင်းစရာရှိလို့လဲဆရာ။ဒီရမ်ဘလင်းဖုန်းကိုတေချာကြည့်စမ်းတပိတ်။ဒူရကျက်တင်ထုတ်ကလက်ကင်ဘဝအုပ်ပြီးကင်ထားတဲ့ရမ်ဘလင်းအဖုန်းကိုလှမ်းယူလိုက်တဲ့ဘလင်းအဖုန်းရဲ့အတွင်းကိုစိစိစဲစဲကြည့်တဲ့အခါအဝါရောင် အနှစ်ကြီးတချို့ကိုတွေ့လိုက်ရတယ်။ ဒူရဲချက်တင်ထုတ်ကပလင်းအဖုံးမှာတွေ့ရတဲ့အဝါရောင်အနှစ်ကိုနှီးပြနေကောပြီးနန်းကြီးတွေရန်အရက်နန့်ချာမှာဆက်ပြနန့်လိုလို ထူးခြားတဲ့အနံ့ကို ခံစားရရီပလင်းဖုံးမှာကပ်နေတဲ့အနှစ်တွေကဆက်ပြဖြစ်ဖို့များရည်စရာစကမ်းမှုရဲအုပ်ဘုံမင်းကပလင်းအဖုံးမှာအဝါရောင်အနှစ်များကိုသွားကြထိုးတဲ့အချွန်နဲ့ကောထုတ်ကြည့်တဲ့အခါအပေါက်အရွယ်အပေါက်ကလေးတစ်ခုပေါ်လာရီဟာဟုတ်ပြီ ရံပလင်းများကနေစေထိုးအပ်တဲ့ပလင်းတွေကို အစိတ်ထဲ့ပြီးဆက်ပြနဲ့အပေါက်ကိုပိတ်ထားတာသိကြပြီ။ဒါဆိုရင်တော့ဒီရံပလင်းများကဘသူယူလာတာလဲ။အဖြစ်ပေါ်လာဖို့အချိန်တွေကတော့နီးစပ်လာပြီတပိတ်။တက်တဲ့ကံပစ္စည်းတွေကိုဓာတုဗေဒဝင်ယုံကိုပို့ဖို့စီစဉ်ရတော့မယ်။ဓာတုဗေဒဝင်ယုံနဲ့ပြန်ကြားစာအရရံအရက်ထဲမှာပိုးသက်စေအပြင်းစားကို တွေ့တယ်လို့ထင်မြင်ချက်ပေးထားတယ်။အဲ့ဒါကြောင့်တင်မောင်ထွန်းနဲ့မြင်ဦးတို့ဟာ အရတောက်ရင်လည်းအစိမ့်မိပြီးတေဆုံသွားရတာပဲစကမ်းမှုရဲဟုတ်ဘုံမင်းကနေထိန်တပ်ဖွဲ့များကိုပြောရဲနေထိန်ရဲတပ်ဖွဲ့ဝင်များကလည်းတေဆုံသူတင်မောင်ထွန်းအကြောင်းကိုအပူတပြင်းစုံစမ်းစစ်ဆေးကြရဲတေဆုံသူတင်မောင်ထွန်းရဲ့ဇနီးမာလာနွယ်ဟာယောက်ျားတဦးနဲ့ညီဆွနေတယ်လို့တရင်ရထားရစီရအဲ့ဒီကောင်ရဲ့နာမည်ကမျိုးပါနန်းထဲမှာနေတယ်မာလာနွယ်ကိုခေါ်ပြီးတော့ဆစ်လိုက်ရင်တော့ ူတက်မှုနဲ့ပတ်သက်ပြီးအဓိကတရားခံပေါ်လာမှာပဲ။နေထိန်ကောင်းဆောင်ဒူရဲအုပ်ထွန်းလာမင်းကပြောတယ်။စကမ်းမှုရဲအုပ်ဘူမင်းကရဲစကမ်းကိုခေါ်ခိုင်းလိုက်တယ်။မမလာနွေခမရယောက်ျားအသက်ခံရမှုမှာအဓိကတရားခံဟာဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကျွန်တော်တို့သိထားပါပြီ။ဒီလူတက်မှုမှာမမလာနွေကိုလူတက်တရားခံမှာလို့တစုံတဦးကပြောနေမမလာနွေဘယ်လိုဖြေရှင်းမလဲ။ရှင်း စကမ်းမှုရဲအုပ်ဘုံမင်းရဲ့စကားကြောင့်မာလာနွယ်မှာထိတ်ထိတ်ပြပြဖြစ်သွား၏ကျမယောက်ျားကိုကျမတတ်တာမဟုတ်ပါဘူးမာလာနွယ်ရဲ့အတန်ကကြဲလောင်သွား၏ဘလို့မှငင်းဆန်လို့မရတဲ့အချက်လက်တွေကကျွန်တော်တို့မှရထားပြီးသားလေခမယောက်ျားတောက်တဲ့ရမ်ပလင်းအဖုံးကနေစေထိုအပ်နဲ့ပုတ်တဆေအပြင်းစားတွေထည့်ပြီးလှုပ်ကြံနေ၏စေထိုအပ်ပေါက်ကိုဆက်ပြနေပိတ်ပြီးပုံစံမပြတ်ဖန်တီးထားတာတွေဟာပညာသားပါလွန်ပေမဲ့ စိတ်ဆက်သေးကြတဲ့ကျွန်တော်တို့ရဲတပ်ဖွဲ့ဝင်တွေရဲ့စွမ်းဆောင်မှုကြောင့်တရားခံအစစ်မှန်ကိုဖော်ထုတ်ပေးနိုင်တော့မှာပါဒီတော့မမလာနယ်အနေနဲ့အမှန်တိုင်းကိုပြောပြစီခြင်းပါတယ်စကမ်းမှုရဲဟုတ်ဘုံမင်းကအေးဆေးစွာပြောတယ်ကိုမောင်ကိုအခုလိုလှုပ်ကြတာကိုမျိုးဦးပါသူ့ရဲ့အစီအစဉ်တိုင်းကိုမောင်ခရီးသွားကန်ဒီမှာကျမကဘယ်ဆိုင်မှအရက်ဝင်မတော့နဲ့ကျမပေးလိုက်တဲ့ရန်အရက်ကိုသာတောက်ပါအဆိုပြီးမှားလိုက်တာ ကျမမှားပါရဲ့ဆရာကြီးမမလာနွယ်ကဂျုံဘွဲချငူရင်ပြောတယ်စကမ်းမှုရဲဟုတ်ဘုံမင်းကမမလာနွယ်ရဲ့ထွက်ဆိုချက်များကိုရေးမှတ်ထားလိုက်တယ်နူတတ်မှုရဲ့အဓိကတရားခံဖြစ်တဲ့မျိုးဦးကိုလည်းတွားရောက်ဖမ်းဆီးပြီးစစ်ဆေးတယ်မျိုးဦးမှမငင်းတာတော့အမှန်တိုင်းဝင်ခံထွက်ဆိုခဲ့တယ် ဒါကြောင့်စကမ်းမှုရဲအုပ်ဘုံမင်းကလူသက်တရခံမျိုးဦးကိုပြစ်မှုဆိုင်ရာဥပဒေပုံမှာ302အရာအရေးယူပြီးရွှေဘိုခရိုင်တရားရုံးကိုတရားစွဲဆို တင်ပို့ခဲ့တယ်။ခရိုင်တရားရုံးမှာကြားနာစစ်ဆေးပြီးပြစ်မှုတင်ကြတော့တရခံမျိုးဦးကိုအလုံးနဲ့ထောင်နှံ10နှစ်ကြာခံစေရန်အမိန့်ချမှတ်ခဲ့တယ်။အသက်ခံရတဲ့တင်မောင်ထုံးကသူဇနီးမမလာနယ်ကတောက်ဖို့ပေးလိုက်တဲ့ရံပလင်းကိုတရေအိတ်ထဲထည့်ပြီးယူသွားတာ မန္တလေးရောက်တော့လဲမေ့ပြီးတော့မတောက်ဖြစ်ဘူးရွှေဘုံရောက်တော့လဲမတောက်ဖြစ်ဘူးရွှေဘုံနဲ့မြင်းစေရွာကြီးက73မိုင်ဝေးတယ်ကြီးပါရောက်တော့မှတင်မောင်ထွန်းကသူ့တငယ်ချင်းကိုဝင်တွေ့မယ်ဆိုပြီးဆင်းခဲ့တာမဟေနိဆန်တဲ့လူသက်မှုကိုဖော်ထုတ်နိုင်ခဲ့တာကျွန်တော်တို့ရဲတပ်ဖွဲ့အတွက်ဂုံယူစရာပေါ့အကိုရဒီအမှုကို ရွှေဘုံနဲ့တနယ်လုံးဟာစိတ်ဝင်စားနေကြတာဒုတိယချက်တင်ထုတ်ခေါ်ကိုထွေးကပြောပြရည် ဇာရေးဆရာကိုစောမောင်ကနားထောင်ရင်းနဲ့ဇလန်းကောင်တစ်ပုဒ်ကိုရေးရန်စိတ်အားတန်နေမိတယ်။တကယ်ဖြစ်ရမှန်ဇလန်းဖြစ်ပါရဲ့။ဟုတ်ကဲ့ဇလန်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရဲ့ရှင်။နောက်ထပ်ဇလန်းလေးတစ်ပုဒ်အနည်းနဲ့လူလေပန်ကားဆိုတဲ့ခတ်တို့တို့ပြင်းမှုဇလန်းလေးတစ်ပုဒ်ကိုလည်းတင်ဆက်ပေးကြပါရစေရှင်လူလေပန်ကား ဘိုးတော်နဲ့မိချို့တို့ကအိမ်တော်သက်မနေတော့ဥစ္စာသားမတိုးပွားရင်ဒီတသမိယရနာကတော့တိုးပွားလျက်သားចောင်းစာကိုတရက်နှစ်တန်းနဲ့ထွက်ပြီးရရအလုံးကြုံရအလုံးကိုလောက်ကင်စားကြတဲ့ကာယလုံတာမိသားစုပဲဖြစ်တယ်။တသမိကိုတော့ဇာတက်စီခြင်းနဲ့သူတို့ပညာမတက်လို့ဒီလိုလောက်ကင်စားရတာကိုလေတသမိများကို နမူနာပြခြင်းနဲ့သူတို့တသမိများကို တမေကြီးရက်ခတ်တော့ပြီးចောင်းစရိတ်ကိုတော့ရအောင်ရှာနိုင်ခဲ့တယ်။ မခုံဂျိုတက်အောင်ထမ်းရတဲ့ရံများကသူတို့မိသားစုဥဆိုတဲ့နေများဖြစ်တဲ့ဒါပေမဲ့နှုံအားတဲ့သူ့ရဲ့ခင်မောဖြစ်သူ ဖိုးထွန်းကတော့သူမိမမိချိုကအော်ကြီးဟေးကျေပြောဆိုဆုံးမမြေဖြစ်တဲ့သူယောက်ျားအလုံစင်းရာစိတ်ကမ်းမှာလူစုံတက်စုံဇေယိုက်စုံလာတဲ့ဒီနေ့လဲအတန်တန်စုပြီးဝေထားတဲ့စင်ကြဲဖနက်ကဝှက်ထားတဲ့နေရာမှာမရှိတော့တယောက်ယောက်ကယူသွားတော့ပျောက်ခဲ့တယ်ရှင်အဲ့ဒီလောက်တောင်နှုံအားရသလား ရှင်ဖနက်ပျောက်ပေါင်းလည်းမနှဲတော့ဘူးယူသွားရင်ထမင်းဘူးကစားပျောက်တယ်နောက်ပြီးတော့ရှင်မိတ်ဆွေပေးထားတဲ့ကလေးတွေစားဖို့ငါပြောသည်ရောလူခိုးခံရပြီမဟုတ်လားရှင်လွယ်အိတ်သေးကိုတပိနှပိထည့်ထားပါလားစမ်းနေဥစ္စာစိတ်ကန်းကထမင်းဆိုင်မှာတေးသေးချာချာအပ်ပါလားတော်တော်လဲနုံနေလူကလေးများရှိမှတော့မရှောင်မဲလင်မယားနှစ်ယောက်ပြေးတောက်ပြေးတောက်ပြောဆိုနေကြသည်မှာနေ့စဉ်နဲ့အမြတ်တခါတလေဖိုးထုံးမူးလာရင်စကားများကအကြောင်းပို့ထက်တော်ရည် ဒီနေ့ဖိုထွန်ဝန်တာအာရဖြစ်လာပုံရတဲ့တာသမီများကအိမ်ပေါ့ဝမှာစည်းကြိုကြတဲ့တရင်တရင်နဲ့ဝင်လာတဲ့သူတို့အဖေကိုကြည့်ပြီးဒုတိယရန်တက်နေတဲ့တာကြီးဖြစ်သူကသူ့အမေကိုလှမ်းပြောပြီးသားအဖေမူးလာပြီးတဲ့ဟေးလူလေးမင်းစာတက်အောင်သင်ကြလားစာမတက်ရင်အဖေလိုလူနုံကြီးဖြစ်လိမ့်မယ်ကွသူများတွေနှိမ်မယ်ကွကြလားလူလေးဒီမှာကြည်စမ်းအဖေခြေတော်ကိုကြည်စမ်းတွေ့လားဖနက်အိတ်ထဲမှာတင်းရ အဖေမနှုံတော့ဘူးကွာအဖေဖနက်တည်းဝဲလာတာလားအမေဘူပါပါတယ်ဟုတ်လားအေးလေမနေ့ကအဖေနှုံလို့ဖနက်အခိုးခံရတယ်အခုအဖေက သူ့မြဖနက်နေရကို ပြန်ယူလာတယ်ဟုတ်တယ်မို့လားအဖေမနှုံတော့ဘူးအဖေမနှုံတော့ဘူးလူလေးရစာရေးသူဆရာကြီးကိုလည်းကျေးဇူးတင်ပါတယ်ဟုတ်ကဲ့နားစင်အားပေးခဲ့ကြတဲ့တဝူးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင် ကျမကတော့တင်ဆက်သူမဆန္နာပဲဖြစ်ပါရဲ့ရှင်။